မင်္ဂလာပါရှင် ရှင်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းကြမှာကတော့ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိအထက်မြင့်အဆောက်အဦများတွင်မိဘအန်နေတုံပြန်ဆောင်ရွက်နိုင်ရေးစက်တိုက်လေးကျင်းတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးအတွင်းတဘာမဘီရန်နေဖြစ်စဉ်တစ်ခုနဲ့ကြုံတွေ့ရခြင်းကြောင့်၎င်းအဆောက်အုံတွင်နေထိုင်အသုံးပြုသူတဦးတယောက်ရဲ့ပေါ်ရုံမှုကြောင့်တော့၎င်းအခြားသောအကြောင်းအချင်းရာတစ်ခုခုကြောင့်၎င်းတိုင်းစီတီကဲ့သို့အထက်မြင့်အဆောက်အဦများတွင်မိလာမှုဖြစ်ပွားပေါ်ပေါက်ပါက အချိန်နဲ့တပြေးညီအလှည့်မြန်တုံ့ပြန်စာဝန်နိုင်ရန်ရည်ရွယ်ပြီးမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ဌာနချုပ်မှအထူးရှာဖွေခဲ့စေတပ်ဖွဲ့ဝင်များရှာကုန်တိုင်းဒေသကြီးမိသက်တပ်ဖွဲ့ဝင်များ Time City Complex တို့မှတာဝန်ရှိသူများပူးပေါင်း၍သရံတူဖြစ်စဉ်ဖွင့်စက်တိုက်လေ့ကျင့်ခြင်းကိုဒီဇင်ဘာ5ရက်နေ့နဲ့10ရက်နေ့က Time City အတွင်းမှာဆောင်ရွက်ကြကြောင်းသိရပါသည် အဆိုပါသဏ္ဍာန်ဖြစ်စဉ်ဖွင့်စက်တိုက်လေးကျင်ကျင်းကိုပြည်ထောင်ဝင်ကြီးဌာနမိသက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ရဲ့လမ်းညွှန်မှုဖြင့်ရန်ကုန်တိုင်းဒေသကြီးမိသက်ဦးစီးမှုညွှန်ကြားရေးမှူးဦးမင်းဆန်၏ဦးဆောင်ကမိငိမ့်သက်ရေးနှင့်ရှာဖွေခဲ့စေးတပ်ဖွဲ့ဝင်230ဦးပိုလန်နိုင်ငံထုတ်အထက်မြင့်အဆောက်ဦးများမိငိမ့်သက်ရေးနှင့်ရှာဖွေခဲ့စေးတုံးခိမီအစင်းမြင့်ရေးများဖြစ်တဲ့48မီတာ hydraulic platform vehicle နှစ်စီး medium firefighting and rescue vehicle နှစ်စီး left 64စီ left nano 3စီ mitra 3စီမိသက်ရည်သည်ရင်6စီအံပြူလက်ရင်3စီတို့ကိုအသုံးပြုပြီးအထက်မြင့်အဆောက်ဦးရှိမိလောင်မှုဖြစ်ပွားတဲ့ခံအားမိငိတ်သက်ရည်နှင့်ရှာပွေကယ်ဆေးရေးတပ်ဖွဲ့ဝင်များ fireman light အသုံးပြုဝင်ရောက်ခြင်းနဲ့အတူ 48m hydraulic platform vehicle အသုံးပြု၍မိငိတ်သက်ခြင်းနဲ့မိလောင်မှုအတွင်းပိတ်မိနေသူများအားဘေးလွတ်ရာသို့ကယ်ဆယ်ရွှေ့ပြောင်းခြင်းထိခိုက်ဒဏ်ရာရရှိသူများအားမိသက်ဦးစီးဌာနရှိ EMS Emergency Medical Service အဖွဲ့မှရှေးဥတုနာပြုစု၍ Ambulance ညီများဖြင့်နေဆက်ရာဆေးရုံဆေးခန်းများသို့ပို့ဆောင်ပေးခြင်း Left 60နဲ့ Left 90တို့ကိုအသုံးပြု၍မိလောက်မှုအားတိုက်ရိုက်နှိမ့်သက်ခြင်းအပူချိန်ချော့ချခြင်းများကိုတရံတူဖြစ်စဉ်ဖွင့်ဆက်တိုက်လေ့ကျင့်ဆောင်ရွက်ကြကြောင်းသိရပါရရှင်ဒီသတင်းကိုတော့အောင်မြင်ကပေးပို့လာတာပါ thank you